တမီးလေးကိုခရီးယန်ဘာသာသွင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးသူမကိုပြောဆိုနေတဲ့ခင်မောင်ဟောင်းကိုဖခင်တာဝန်ကြေလာလို့ပြန်ပြေးလိုက်တဲ့အဆိုတော်ကြမ်းကြမ်းမင်္ဂလာပါပရိသတ်ကြီးရှင်ဒီအပိုင်းမှာလူမှုကွန်ရက်မှာညင်ပွားစရာအကြောင်းအရာတခုရန်ကုန်မှာလူပြောများနေပါတယ်။ဒါကတော့ဆိုတော်ကြမ်းကြမ်းကသူ့ရဲ့တမီးလေးညင်မိုခင်ကကိုအင်္ဂလိပ်နိုင်ငံမှာနေချင်းမင်္ဂလာပေးပြီးတော့ခရီးယန်ဘာသာဝင်ဖြစ်တရားဝင်တုတ်တက်လိုက်တဲ့ကိစ္စပါပဲ။ ချက်ချက်ကဗုဒ္ဓဘာသာဝင်သမီးလေးကိုဒီလိုဘာသာပြောင်းလိုက်တဲ့ပုံမှာပရိသတ်တွေထူးသဖြင့်ဗုဒ္ဓဘာသာဝင်တွေစီကဝေဖန်တဲ့အများကြီးထွက်ပေါ်လာခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကလေးရဖခင်ရှင်ခင်မောင်အဖြစ်တဲ့တရုတ်ဆောင်ပုံတိုက်ကလည်းသူ့လုံးဝမကျေနပ်ကြောင်းသမီးတယောက်လုံးကိုဘာသာပြောင်းတာတောင်းဖခင်ဖြစ်တဲ့သူကိုအတိမပေးခဲ့တဲ့အတွက်ချက်ချန်းကိုပြစ်တင်ပြောဆိုခဲ့တာပရိသတ်တွေဒီပဲပြမှာပါဖုန်တိုက်ကသူကသမီးလေးကိုငယ်စဉ်တည်းကဘာသာရေးလွတ်လပ်ခွင့်ပေးခဲ့ပေမဲ့ချက်ချန်းရဲ့ဖခင်သမီးလေးရဲ့ဖိုးကသာ ကလေးကိုငငယ်တွေကခရီးယံဘာသာဝင်ဖို့အတင်းတိုက်တွန်းခဲ့တာဖြစ်ပြီးအခုလဲချက်ချန်းကအတင်းအကျပ်ဘာသာပြောင်းလိုက်တာဖြစ်နိုင်နေဆိုပြီးတော့ဒဲဆွဆွဲပြောဆိုခဲ့ပါတယ်အခုတော့အချိန်လုံးတိတ်ဆိတ်နေခဲ့တဲ့ချက်ချန်းဟာသူ့ပေါ်ဆွဆွဲမှုတွေသူ့ပါခင်ပေါ်ထင်လွဲအောင်ပြောဆိုမှုတွေနဲ့ပတ်သက်ပြီးလုံးဝတိမကန်နိုင်တော့ဘူးခင်မောင်ဖုံးတိုက်ကိုပြပြတတပြန်လဲတို့ပြန်လိုက်ပါပြီချက်ချန်းရဲ့တုံ့ပြန်မှုကတော့တော်တော်လေးပြင်းထန်ပြီးတော့ဖုံးတိုက်အတွက်တော့ဖခင်တာဝန်ကြီးခဲ့ရလားဆိုတော့မိကုန်းထုတ်စရာတွေဖြစ်လာစေပါတယ် ချက်ချင်းပြောတာကသူတို့နေရာလက်ထက်ကိစ္စကသူမကခရိယန်ဖုံးတိုက်ကဗုဒ္ဓဘာသာဖြစ်ပေမဲ့သူမဘက်ကဖုံးတိုက်ရဲ့ဗုဒ္ဓဘာသာရေးကိစ္စတွေမှာဘယ်တော့မှပြက်ခွက်ခဲ့တာမရှိဘူးလို့ဆိုပါတယ်။တသက်အနေနဲ့ဖုံးတိုက်ကဖျားတီစင်းနေဆိုလို့သူမခရိယန်တယောက်ကတိမ်မောင်းရာကြီးကုန်ခံပြီးတော့ဖျားတီပေးခဲ့ကြောင်းကတိန်ခင်းချင်နေဆိုလို့ကတိန်ခင်းပေးခဲ့ကြောင်းဖွင့်ချပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ဖုံးတိုက်ကတော့သူမရဲ့ခရိယန်တိမ်အုပ်စီကတော့အင်ကိုအလဲလာတဲ့ချိန်မှာဧည့်သည်ဖြစ်တဲ့စီကတော့ကိုလုံးဝမလေးစားပဲ ိမ်ပေါ်ကနေအတင်းနေတုတ်ခဲ့ဘူးလေလို့ချက်ချင်းကပြန်လဲဆွဆွဲလိုက်ပါရီ။ဒါပြင်သမီးလေးကိုဘာသာသွင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးဖုံးသက်ရသမီးလေးနဲ့အမြဲတမ်းဆက်သွယ်ရှိနေတယ်။စကားပြောနေတယ်မဟုတ်လား။အဆက်အသွယ်ရှိနေရတဲ့သားနဲ့သမီးလေးကိုခရီးယံဘာသာဝင်တော့မှလားဘာလားဆိုတာကိုအဖေတယောက်နေနဲ့ဘာလို့စိတ်ဝင်ရစားမမေပဲနေခုလို့ပဲပြီးမှသူ့ကိုပြစ်တင်ဝေဖန်ရတာလေးဆိုပြီးချက်ချင်းကမိကုံတုတ်လိုက်ပါရီ။အဆိုးဆုံးကတော့သူ့ပါကင်သမီးလေးရဲ့ဖိုးကိုဆွဆွဲတဲ့ကိစ္စပါပဲ။ချက်ချင်းကသူ့ဖေကိုပြစ်တင်တာလုံးဝလက်မခံနိုင်ကြောင်း အဲ့လိုတင်းကျပ်တိုက်တွန်းနေဆိုရင်ဖုံးတိုက်ရဲ့အမေသမီးလေးရဲ့ဖွားဘက်ကရောသမီးလေးကို24ပြည့်စည်တင်းကျပ်တင်ပေးခဲ့ရတယ်မရှိဘူးလားလို့ပြန်လည်မိကုန်းထုတ်ပြီးတော့ပောက်ကွဲခဲ့ပါတယ်။ချက်ချန်းကတော့ညီကုန်းချုပ်အနေနဲ့သမီးလေးဂရီယန်ဘာသာကိုဝင်တာဟာဘသူရဲ့တင်းကျပ်တိုက်တွန်းမှုမှမပါဘဲနဲ့သမီးလေးရဲ့ကိုယ်ပိုင်ဆန္ဒအရသူ့ဘာသာဝင်တာပါလို့ပြက်သားစွာပြောလိုက်ပါတယ်။ကဲပရိသတ်ကြီးတို့အခုတော့ဇလန်းကနှစ်ဖက်လုံးရဲ့ပြောဆိုချက်တွေနဲ့ပို့ပြီးတော့ရှုပ်ထွေးလာပါပြီ။တစ်ဘက်ကအတိမပေးလို့မကျေနပ်တဲ့ဖခင်တစ်ဘက်ကတင်ရာကြီးဖျားတီးပေးကြပါပဲ။ ကိုစီကတော့အနေခံရတဲ့အထိသိခံရတယ်ဆိုတဲ့မိခင်ဒီဗီဒီယိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအောင်ဒီကိစ္စမှာချက်ချင်းဘက်ကမှန်နေလို့ထင်ပါသလားဒါမှမဟုတ်ဖုံးသက်ဘက်ကမှန်နေလို့ထင်လားဆိုတာကွန်မန့်မှာကိုယ့်ရဲ့မြင်လေးကိုဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်